အင်အားဖြင့်ငလင်ကြီးကြောင့်နေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနရုံများပြိုကျပျက်စီးကုန်တဲ့အတွက်ရုံတချို့ကိုရန်ကုန်မှာယာယီပြောင်းရွှေ့အခြေစိုက်တော့မယ်လို့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဆိုပါတယ်။အလုံးစုံပျက်စီးသွားတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ကိုရန်ကုန်သို့ခိတ္တပြောင်းရွှေ့ရုံစိုက်မှာဖြစ်ကြောင်းဝန်ထမ်းအချို့ထိုင်မှသိရပါတယ်။ ယုံသုံးခုကိုနေရာရှိမယ်ပြောတယ်အခုအထိလိုင်းကန်းတွေမှာပြပြတည်နေတဲ့အလောင်းတွေကိုမထုတ်ရသေးဘူးပုပ်စောတွေတောင်အနမ်းထွက်နေပြီးနေခင်းဘက်ပါသခိုးတွေဝင်ကိုလို့ကိုလိုင်းကန်းကိုစောင့်ကြည့်နေရတယ်လို့လောကဝန်ထမ်းတူကဆိုပါတယ်စစ်ကောင်စီရဲ့စစ်ရုံးထဲမှာလည်းအစာအုပ်များပြိုကျပျက်စီးခဲ့ရာမှုဝါဆောင်အရာရှိငယ်နေအိမ်ရှိခန်းတွဲနှစ်ထပ်လိုင်းကန်းအလုံးစုံပြိုကျပျက်စီးသွားပြီးစစ်ကောင်စီရဲ့တပ်မိသားစုဝင်များတေဆုံးဒဏ်ရာရရှိမှုများပြားတယ်လို့သိရပါတယ် နိုင်ငံသားကြီးနဲ့ဟိုတယ်နဲ့ခီးသွွားလာရေးဌာနရုံးကရုံးပစ္စည်းတွေပြောင်းရွှေ့ဖို့ပြင်ဆင်နေပြီလို့ဆိုပါတယ်။ရုံးနဲ့လူနေလိုင်းကမ်းတွေအတော်ကိုပြည့်စည်သွားတယ်လို့သိရကြောင်း၎င်းဝန်ထမ်းထံမှသိရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ကွန်တသမကွန်အစင်းရှိတဲ့အင်အားပြင်းကလေးဟာနေပြည်တော်ကဝန်ထမ်းအင်အားအများအပြားကိုဖြိုချဖျက်ဆီးခဲ့တယ်လို့ဝန်ထမ်းများနေထိုင်စားတောက်ရေးအတွက်လည်းအခက်အခဲတွေနဲ့ရင်ဆိုင်နေကြအောင်ဆိုပါတယ်။ ရွာတော်တဲခွေရေးစခန်းမှာရွှေတန်လွင်ကုမ္ပဏီကနေပြီးတော့တက်နေမိအတွက်နေစဉ်လူအယောက်8000စာထမင်းဟင်းချက်ပြုတ်ပြီးဝင်ငှနေရကြောင်းသိရပါဗျ။တနည်းလင်လူ8000စာအတွက်နှစ်နက်စာချက်ပြုတ်ပေးနေရခြင်းဖြစ်ပြီးလုံအားပေးမလုံလောက်တဲ့အတွက်ချက်ပြုတ်မဲ့သူကိုငွေကြေးပေးပြီးငှားရမ်းထားရကြောင်းလည်းဆိုပါဗျ။နန်စီဒီယံဝန်ထမ်း8000ခန်းမှာထမင်းတုပ်များကိုတဲခွေစခန်းများတွင်တွားရောက်ယူဆောင်နေရပြီးနေထိုင်စရာအတွက်အခက်အခဲများနဲ့ရင်ဆိုင်နေရကြောင်းသိရပါသည် အာဆီယံအဖွဲ့ကအခုသတင်းပတ်အတွင်းထိုင်းနိုင်ငံမှာမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ရှာရှာပါပါတွေ့ဆုံမှာဖြစ်ပြီးပြည်တွင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်သွားမှာဖြစ်တယ်လို့မလေးရှားသတင်းဌာနကထုတ်ပြန်ပါတယ်။အာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာမြန်မာနိုင်ငံကဗိုလ်ချုပ်မူချင်းမင်းအောင်လှိုင်နဲ့ပထမဆုံးအကြိမ်တွေ့ဆုံတာဖြစ်မယ်လို့မလေးရှားဝန်ကြီးချုပ်ကလည်းဆိုပါတယ် ဒီပူပေါင်းမှုဟာသူတို့ရင်ဆိုင်နေရတဲ့ပြင်းထန်တဲ့ငလင်ဗေးဒဏ်ကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်တွေအပေါ်အခြေခံထားပါတယ်လို့၎င်းဝန်ကြီးချုပ်ကဆိုပါတယ်။၎င်းတွဲဆောင်ပွဲနဲ့ပတ်သက်တဲ့အချင်းစရာကိုတော့အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။မင်းအောင်လိုင်းကအာဆီယံနဲ့သဘောတူညီထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုဖြည့်ဆည်းရန်မစွမ်းဆောင်နိုင်ခြင်းကြောင့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ ို့တော်လည်းလက်ရှိအလက်ကြာဥက္ကဋ္ဌမလေးရှားကအာဆီယံအနေနဲ့ငလင်းဒန်ကူညီကယ်ဆယ်ရေးစစ်ကောင်စီနဲ့တိုက်ရိုက်ဆက်ဆံရေးပြောဆိုလာပြီးမလေးရှားနဲ့ထိုင်းနိုင်ငံကြိုင်းဝန်ကြီးများနေပြည်တော်တို့ APC ရဲ့နေ့ကလာခဲ့ပါတယ်။အခု APC အစိုးပိုင်းကဘန်ကောက်မှာကျင်းပတဲ့ဘင်စတက်ထိုက်သည့်အစည်းအဝေးတို့မြန်မာစစ်ခေါင်းဆောင်ကိုထိုင်းကဖိတ်ခဲ့ပါတယ်။ဒီခီးစဉ်မှာဘင်စတက်ခေါင်းဆောင်များအပြင်မင်းအွန်လိုင်းကအာဆီယံအသင်းလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြံပေးထိုင်းဝန်ကြီးချုပ်ဟော တက်စင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်တက်စင်ကမြမဒေါ်လန်ရဲ့လှုပ်ရှားမှုနဲ့ငြိမ်းချမ်းရေးဆွေးနွေးရန်မင်းအောင်လှိုင်ကိုအကြံပေးခဲ့ကြောင်းဆိုပါတယ်စစ်ကောင်စီနဲ့တိုက်ရိုက်ဆက်ဆံခြင်းကမြမပြည်မှာငြိမ်းချမ်းရေးလမ်းစကိုရှာဖွေရန်ဖြစ်ပြီးထိုင်းနိုင်ငံကစစ်ကောင်စီနဲ့ဒေါ်လန်အင်အားစုတွေရဲ့အကြာဂျားဝင်ဖြန့်ဖြည့်သူအဖြစ်လှုပ်ဆောင်ရန်အသင်းရှိတယ်လို့တက်စင်ကဆိုပါတယ်လိုအပ်ရင်နေပြီးတော့အထိချီတက်နိုင်တယ်လို့ချင်းညင်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကဆိုလိုက်ပါတယ်ချင်းညင်တော်အပွက်ဝင် ကျင်းအမျိုးသားအဖွဲ့ချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကလိုအပ်လို့ရှိရင်နေပြည်တော်အထက်လည်းကျွန်တော်တို့ခြေတက်သွားဖို့ဖြစ်ပါမယ်လို့အတိပေးပြောဆိုလိုက်ခြင်းဖြစ်ပါတယ်ဆလိုင်းတင်မီကစကိုင်းရောဒေတာမကွေအဆရှိတဲ့အညာဒေတာကလူငယ်ရဲပေါ်များတောင်မော်ဒေတာကိုလာရောက်ပြီး အသက်ကိုပဒါနာမထားဘဲဖလန်းမျိုးလွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်ကူညီခဲ့တာက2020တခုနှစ်နှွေဦးတော်လန်ကြီးရဲ့ထူးခြားမှုဖြစ်တယ်လို့ပြောပါတယ်ချင်းညီနောင်အနေနဲ့လည်း ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့သခိုင်းရော်မကွေးနယ်ရခိုင်ပြည်နယ်တို့မှာကောင်းမွန်တဲ့အိမ်နီးချင်းတွေပိုင်ဆိုင်နေတာကြောင့်အဲ့ဒီဒေသတွေမှာရှိကြတဲ့တော်လန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။လိုအပ်လို့ရှိရင်အညာဒေသမှာလည်းချင်းညီနောင်ရဲဘော်တွေကိုလွှတ်ပေးသွားမှာဖြစ်ပြီးမြန်မာနိုင်ငံပြည်ထောင်စုအသည့်ကြီးပြန်လည်ဖြစ်ပေါ်လာအောင်ကြာရခံထားကနေဆောင်ရွက်သွားဖို့တန်ဓိဋ္ဌာန်ချထားတယ်လို့ဆိုပါတယ်။ အညာဒေသမှာရှိတဲ့လက်နက်ကင်တွေလည်းတောင်ပေါ်မှာတိုက်တာပဲဘယ်နေရာမှာမဆိုတိုက်တာပဲပြည်သူတွေကိုပြောချင်တာက2021ကပေါ်ပေါက်လာတဲ့တော်လှန်ရေးပြည်သူတွေရဲ့ပါဝင်မှုအသီးအပွင့်တွေက2024-2025မှာမြင်နေရပြီလို့စလိုင်းတင်မီကဆိုပါတယ်။ချင်းညီနော်အပါအဝင်တိုင်းဒေသတော်လှန်ရေးတပ်တွေကလည်းတိုင်းဒါဒေသများတွင်သာမကလိုအပ်တဲ့နေရာများကိုဆက်လက်ချီတက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးလိုအပ်ရင်နေပြည်တော်အထက်လည်းချီတက်နိုင်တယ်လို့အသီးပေးပြောဆိုလိုက်ပါတယ်။ ကရင်ပြည်နယ်မြောက်ဝတီတို့စစ်ကောင်စီကပြန်လဲထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးနေတဲ့အောင်စီရစစ်ကြောင်းအတွက်စစ်ကောင်စီတပ်သားများလက်နက်ခဲယမ်းနဲ့ရိက္ခာများကို ABC ရဲ့နေ့မနက်9:00နာရီအချိန်မှာဖက်အန်ကနေကော့ကရိတ်တို့6ဘင်းက8စီးနဲ့ပို့ဆောင်လိုက်တယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ဌာနကသိရပါတယ်။အဆိုပါ6ဘင်းက8စီးကအလုံပိတ်ထားတာလည်းရှိတယ်လို့အလုံမပိတ်ထားတယ်လည်းရှိတယ်လို့ဆိုပါတယ်။ကကဖက်အန်ဟိန်းတူဘက်ကနေထွက်လာပြီး ဂျိုင်းတထားသို့ရောက်ရှိပြီးတဲ့နောက်ကြုံတို့ကနေကောက်ကရိတ်သို့6ဘင်းက6စီဆက်လက်ထွက်ခွာသွားတယ်လို့သိရကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်ကြုံတို့945တက်ထဲမှာ6ဘင်းက2စီကျန်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်60ဦးကနေလက်နက်ခဲယမ်းများရိတ်ခါပစ္စည်းများတင်ဆောင်သွားတယ်လို့ဆိုပါတယ်။ AB လ9ရက်နေ့ည9:40မိနစ်အချိန်ကြုံတို့945တက်ကလက်နက်ကြီးပစ်ခတ်မှုတွေလုံဆောင်က မိကလုံကွင်းဘက်မှာလည်းနှလုံးကြောက်ရောက်ပောက်ခွဲခဲ့ပြီးတစ်ဖက်ကန်းကူတို့စိတ်ဘက်သို့လည်းတစ်လုံးကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့ဆိုပါတယ်။ဂျိုင်းတတားကနေကန်းနီစံပြကြေးရွာဘက်သို့ဦးတည်ပြီးလက်နက်ကြီးနှလုံးပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ရာ946တက်ကလည်းည10:00နာရီဝန်းကျင်အချိန်လောက်မှာရေဘူးကြီးဘက်သို့ဦးတည်ပြီးလက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်လို့ဆိုပါတယ်။ဒါအပြင်ကော့ကရိတ်ဘက်သို့စစ်ကောင်စီကလေရင်နဲ့ဒရုန်းများဖြင့်ကင်းထောက်မှုများဆက်လက်လုံဆောင်နေပြီး ABC ရဲ့နေ့ညမှတစ်ကြိမ်၊9ရက်နေ့မနက်မှတစ်ကြိမ် ကင်းထောက်လှုပ်ရှားမှုတွေရှိပါတယ်။မကွေးတိုင်းရေစကြိုမြို့မှာရှိတဲ့အကျန်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားတအူးတေဆုံးခဲ့တယ်လို့မြင်းကြံဗလိုက်တက်ကတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ AB 12ရက်နေ့ညခွာနာရီခွဲအချိန်မှာရေစကြိုမြို့အမှတ်ရှိဒုက္ခဝရီရက်ကွက်ကကြော်ပုံကြီးเจ้าမှာတက်ဆွေးနေတဲ့စစ်တပ်ကိုမြင်းကြံဗလိုက်တက်ကတပ်ဖွဲ့က ပျောက်ကြားစနစ်နဲ့အသုံးပြုပြီးအနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်သားတဦးသေပြီးနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရရှိထားတဲ့စစ်ကောင်စီတပ်များဟာရည်ကြိုမျိုးပြည်သူစီယုံကြီးမှာစေကူတမှုခံယူနေတယ်လို့ဆိုပါတယ်။မြို့ပေါ်ကစစ်ကောင်စီတပ်တွေပဲသုံးဘက်သုံးတန်းကနေပိတ်ထားတာရဲဘော်တွေကပိတ်မိတယ်လို့ဖြစ်သွားတာပေါ့။အဲဒီမှာတိုက်ပွဲကနည်းနည်းတနားရီလောက်အထိထက်ကြသွားတယ်။နောက်ဆုံးတော့ကျွန်တော်တို့ရဲဘော်တွေပြန်ထွက်လာနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။ မြင်းကြံပလိုက်တက်ကတပ်ဖွဲ့ကရဲဘော်များဟာပြန်လည်ဆုတ်ခွာစဉ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပိတ်ဆို့ပစ်ခတ်တိုက်ခိုက်လို့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတနအိကန့်ထပ်မံဖြစ်ပွားခဲ့ပြီးပြည်သူကာကွယ်ရေးဘော်များအထိကိမရှိဘဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စကိုင်းတိုင်းကဏီမြို့နယ်မှာဒကြန်အကြနေ၌အကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်လို့ဒကြန်တွင်ဒုံလဘသာသနာဘောင်ဝင်နေတဲ့ကိုရင်ငယ်တပါအပါဝင်ပြည်သူ၄ဦးသေဆုံးခဲ့ရပါတယ်။ဒီကိစ္စနဲ့9:30မိနစ်အချိန်ကစပြီး ဒီကနေ့တစ်လျှောက်လုံးသခိုင်းတိုင်းကနေမြို့နယ်အတွင်းကမူတော်ရွာနှက်ကြီးကြီးရွာသခင်ချံကြီးရွာများအပါအဝင် ကြီးရွာများကို UDP စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်နေကြောင်းအကြမ်းဖက်စစ်တပ်ကဒရုန်ဂျက်ဖိုက်တာရဟတ်ယင်များအပါအဝင်နိုင်ဝက်အတွင်လေကြောင်းပစ်ခတ်မှုအနည်းဆုံး15ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်အကြမ်းတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်း ဒေသခံပြည်သူများကအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကိုကြောက်ရွံ့နေလို့ဒကြံကာလဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။အခုနောက်ဆုံးတီထားရတာကတော့ကိုရင်တပားနဲ့ပြည်သူ၃ဦးသေတယ်လို့သိရတယ်။တန်ကားတော်နှစ်ပါးလေးအပြင်းထန်ဒဏ်ရာရတယ်။ဒကြံတွင်ဒုံလဘသာသနာပောင်ဝင်နေတဲ့ကိုရင်လေးဆုံးသွားတာတီလာပေးနေတဲ့အချိန်မှာလာပြစ်သွားတာမလို့တေဆုံးမှုတွေဖြစ်ခဲ့တာအားလုံးပေါင်း၄ဦးရှိသွားပြီလို့ဒေသတရင်းမြစ်ကဆိုပါတယ်။